မင်္ဂလာပါရှင်2025ခုနှစ်မေလ26ရက်နေ့အတွက်မူလီယိုတန်းနယ်ဇလာဗီရာတတိယအုပ်နေပြည်တော်မူလီယိုတန်းနယ်ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေအကူချိန်ရှည်နေများမှာကရင်ပြည်နယ်မှာမေလာရဲ့ပုံမှန်မှုချိန်ထက်3ဒီဂရီဆယ်စီယပ်စ်နဲ့ရခိုင်ပြည်နယ်မှာမေလာရဲ့ပုံမှန်မှုချိန်ထက်2ဒီဂရီဆယ်စီယပ်စ်ပိုခဲ့ပြီးရှင်ပြည်နယ် မကွေတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမေလာရဲ့ပုံမှန်မှုချိန်တို့အောင်2ဒီဂရီဆယ်စီယပ်ကချင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာမေလာရဲ့ပုံမှန်မှုချိန်တို့အောင်3ဒီဂရီဆယ်စီယပ်မှာ4ဒီဂရီဆယ်စီယပ်ထိစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာမေလာရဲ့ပုံမှန်မှုချိန်တို့အောင်5ဒီဂရီဆယ်စီယပ်မှာ6ဒီဂရီဆယ်စီယပ်ထိနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာ မေလာရဲ့ပုံမှန်မူကြရာ9ဒီဂရီဆယ်စီယပ်ရောင်းနေခဲ့ကကြက်တားဒေသကြီးနယ်ပြည်နယ်များမှာမေလာရဲ့ပုံမှန်မူကြိမ်ခန့်သာရှိခဲ့ပါတယ်။2025ခုနှစ်မေလာ25ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေ့အပူချိန်ရှိနေများမှာညောင်လေးပင်မြို့မှာ38တသမ6ဒီဂရီဆယ်စီယပ်မင်းဘူးမြို့မှာ39တသမ4ဒီဂရီဆယ်စီယပ်မကွေးမြို့မှာ39ဒီဂရီဆယ်စီယပ် အောင်လန်မြို့မှာ36ရှာတက်မှ4ဒီဂရီဆယ်စီယပ်ကော်ဂရေမြို့မှာ36ရှာဒီဂရီဆယ်စီယပ်6မြို့မှာ35တက်မှ8ဒီဂရီဆယ်စီယပ်စင်ဖြူကျွန်းမြို့မှာ35တက်မှ9ဒီဂရီဆယ်စီယပ်တောင်တွင်းကြီးမြို့မှာ35တက်မှ5ဒီဂရီဆယ်စီယပ်နဲ့တောင်ငူလေးချောင်းမြို့လိုတာနဲ့ဖအံမြို့တို့မှာ35တက်မှ3ဒီဂရီဆယ်စီယပ်စီတို့ဖြစ်ကြပါတယ်မှတ်သားဝယ်ရမိုးရေချိန်များမှာ တောင်ငူလေးချောင်းမိုးလေးဝတာမှာတုံးတသမကိုလေးလက်မှာလှဲကူမျိုးမှာတုံးတသမတစ်တစ်လက်မှာတောင်ငူမျိုးနဲ့ပေါင်မျိုးတို့မှာနှစ်တသမရှောက်ရှစ်လက်မှာစီကိုကိုကျွန်းမျိုးမှာနှစ်တသမလေးလေးလက်မှာခရဲမျိုးမှာနှစ်တသမလေးတုံညာလက်မှာချောင်းမျိုးမှာနှစ်တသမသုံးလျှောက်လက်မှာအေလာမျိုးမှာနှစ်တသမနှစ်ရှစ်လက်မှာဖောင်းပြေမျိုးမှာနှစ်တသမနှစ်တုံညာလက်မှာ ရွာငယ်မြို့မှာနှစ်တသမတစ်ခွန်လက်မနဲ့မြင်းကျယ်မြို့မှာနှစ်တသမတစ်သုံးလက်မတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လဲတနအိခွဲချင်းမိုးလေဝသကြိုးမှာဖန်ဝင်ရရှိတဲ့ပုံရကပလီပင်လေပြင်းနဲ့ဘင်္ဂလားပင်လောတို့မှာတိမ်သိမ်းတင်မာတိမ်ထူထန်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်ရခိုင်ပြည်နယ်အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမကွေတိုင်းဒေသကြီးနဲ့တနင်္သာရိုင်ဒေသကြီးတို့မှာ ိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားနေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြက်တာဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်တင်မှာတိမ်တူထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြားတူမြင်းများပုံစံအရမြမကဲရယ်တစ်ချောင်းမှာ မုံတုံလေးအားကောင်းရမှာအားအလွန်ကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာမုံတုံလေးအားကောင်းရမှာအားအလွန်ကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်မှာမုံတုံလေးအားအသင်တင်းမှာအားကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကယ်ယူရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရေဖက်ရက်ကမိုးတက်လေပြင်းများကြားရောက်ပြီးလှိုင်းကြည့်ပါမယ်။ မူတက်လေးပြင်းကြစဉ်ရေပြင်းပြေပြေလျာတနအီကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြင်မှာမြမကယ်ရန်တချောင်းနဲ့ကဲလိုပင်လေးပြင်းတို့မှာကိုဗီမှာ73မိခန့်ရှိနိုင်ပါတယ်။မနေ့ဖြစ်မနေ့ထိခက်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စိမ်နဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ပိုင်းအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရတိုင်းဒေသကြီးတို့မှာနေရာအနှံပြမူးထစ်ချုံရွာပြည်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရတိုင်းဒေသကြီးတို့မှာနေရာကွယ်၍မူးကြီးနိုင်ပါတယ် အခုဆက်လက်ပြီးမနေ့ပြန်အတွက်တာနီတာကြီးနဲ့ပြည်내များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပြေတာခမ်းမန်းချက်များကိုတင်ပြပါမယ်ရှင် ေးပြီးတော့ねအနည်းတစ်ဝိုက်အတွက်မနေ့ပြန်မနေ့အထိ မိုးလေဝသအချိန်နေခမဲချက်မှာမိုးတင်းတင်းထစ်ချုံရပြီးတခါတည်းရဲ့အသေးထန်နိုင်ပါတယ်အမြင့်ဆုံးအပူချိန်မှာ34 degree celsius 63 degree fahrenheit နဲ့အနည်းဆုံးအပူချိန်မှာ24 degree celsius 85 degree fahrenheit ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနည်းတစ်ဝိုက်အတွက်မနေ့ပြန်မနေ့အထိမိုးလေဝသအချိန်နေခမဲချက်မှာလေမိုးတင်းတင်းထစ်ချုံရပြီးတခါတည်းရဲ့အသေးထန်နိုင်ပါတယ် အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆယ်စီယပ်စ်62ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးအပူချိန်မှာ25ဒီဂရီဆယ်စီယပ်စ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွင်းမနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ37ဒီဂရီဆယ်စီယပ်စ်88ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးအပူချိန်မှာ26ဒီဂရီဆယ်စီယပ်စ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရခိုင်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရေကြီးခြင်းတတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်၁၂:၃၀နာရီအချိန်တိုင်းထွာချက်အရမဲဆိုင်ချောင်းရီဟာတာရှိလိမ့်မျိုးလွယ်တော်ခန်းကြီးရွာမှာ ရေမျိုးရဲ့စိုးရင်ရေမောက်တပေကတ်မှာရောက်ရှိနေပါတယ်။အဆိုပါရှောင်းရီဟာနောက်ဆက်နှစ်နာရီအတွင်းရေမျိုးရဲ့စိုးရင်ရေမက်တို့ရောက်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍တာရှိလေးမျိုးနဲ့အတွင်းရှိမြေကန်အင်းနဲ့ညီနေမိုင်းနေထိုင်သူများအနေဖြင့်အထူးသတိပြုနေထိုင်ကြပါရဲ့အကြံပြုအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလနဲ့နိုင်ကျေထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာဗီတာတည်တင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။